စင်ညတာရတော့မဟုတ်ဘူးကျမမအားလို့ညီမအနုပညာနဲ့ဆက်ဆက်တဲ့အရာတွေတော့လက်ခံပြီးလုပ်ဖြစ်နေတယ်။အနုပညာနဲ့ဆက်ဆက်တာဆိုအကောင်လုပ်တယ်။အနုပညာနဲ့ဆက်ဆက်တာမရှိဘူးတခြားအရာတွေလာကမ်းလှမ်းရင်ညီမပတ်ဆိုင်ရလည်းမလုပ်ဘူး။အဲဆိုရင်အဝေးရလာတာမို့လို့လိုအပ်ချက်တွေရှိလဲကျမတို့ကတင်ပေးရမယ်ဆိုတဲ့သဘောလားရှိ။တော်များအချင်းပြောချင်သလိုပြောမှာပေါ့နော်ဟိုညနာငုံပြီးသွားပြန်ရင်လည်းညနာငုံပြီးသွားပြန်ရင်လည်း तू က တနာအောင်တမင်လုပ်နေရတာဘလို့နေနေပြောမလို့ဘူးလေနော်ကိုယ့်ကိုပုံမှန်အတိုင်းလေးပဲနေပြန်ရင်ရောအဲအောက်ခြေလို့တာလားမာနာကြီးရတာဘယ်လိုမျိုးဆိုတော့ညီမတိုင်းလေးပဲနေလိုက်တော့တယ်ဘသူ့ကိုမှတိတ်ပြီးတော့အပြစ်လည်းမတင်ဘူးအဲကျေးဇူးလည်းမတင်ဘူးပေါ့နော်သူတွေဘာပြောပြောเนาะအဲ့လိုဆိုတော့ ဘသူတွေဘာပြောပြောကိုကမှန်တာလုပ်နေသေးရကိုစီမှန်တာတွေပဲလာမှာညီမသာမကောင်းတာလုပ်နေဒီချိန်ညီမဒီလိုမျိုးတောင်မတည့်ရလို့ရမနေဘူးကျွန်တော်စကားတခွန်းတောင်းမယူနိုင်မဲမပြောဘူးအနာပြီးတော့စကားတခွန်းစိတ်ထဲမှာပါပဲမပြောဘူးနောက်ပြီးတော့ကိုမလုပ်ပေးနိုင်တာမလုပ်ပေးနိုင်တဲ့အရာဆိုရင်လည်းခရီးပထမမှမပေးဘူးကြုံညင်းတယ်ဖက်လူမျှော်လိုက်ကြမပေးဘူးကွာ မောင်ဆုံးအနေနဲ့တော့ဝမ်းသာတာပေါ့ကျမတို့ကကိုပိုင်ချင်းတစ်ပုတ်လုပ်ဖို့ဆိုတာလည်းမလွယ်ဘူးအရှိမငါးပုတ်လောက်ထွက်ထားရဆိုပေမဲ့ဒီသင်းပုံစံမျိုးကထွက်ထားရမျိုးလည်းမရှိဘူးဒါဆိုနောက်ပြီးတော့ပိုပြီးထူးဆန်းတာကဒါမိနစ်တည်းကဆရာကဆရာကသူကကလေးတွေရမ်းချစ်တယ် ကလေးတွေအရင်ချစ်တယ်နောက်ပြီးတော့အဲ့လိုအသက်ငယ်ငယ်လေးနဲ့ကြိုးစားရလို့ဆိုဆရာကအရင်ချစ်တယ်ဆရာမှလည်းအခုချိန်ဆိုရင်ကျမပါဝင်တပည့်တွေအများကြီးပဲအကုန်လုံးမျှော်စားပေးထားတာပေါ့နော်အဲ့လိုသူတပည့်တွေကအကျိုးမြတ်အမြော်မှန်ပဲနဲ့အဲ့ဒီထဲမှာမှဆရာကဒါညီမလေးတဲသေးကိုချစ်တယ်ဆိုပြီးတော့မနစ်ကညီမလေးရဲ့ National Costume တော့ကဒီလက်ညှိုးလေးထိုးပြီးတော့မန်ပါပါနဲ့ပြောလိုက်တဲ့ပန်ထွာပြင်မပုံစံကိုဆရာအဲ့တော့သဘောကျရင်လည်းတချင်းကြီးဖြစ်သွားတယ်။တမီးအဲ့ဒါဆရာကိုဆူပေးပါဆိုတော့ဟုတ်ဆရာဆူမှာပေါ့လို့ဆိုတော့အားနဲ့ကျွန်တော်လည်းဒါကြီးကနေတက်လာပြီးဆူပစ်တယ်။ တာလုတ်ခိုင်းရောလုတ်ပြုံပါဘူးရှိတယ်အမလုတ်ဘူးမလုတ်ပါဘူးတော်ပါပြီလုတ်ပါဦးတော်ပါပြီရှင့်စိတ်ညစ်သွားရင်လည်းတိုင်းလို့ပါစိတ်ညစ်တာရတော့မဟုတ်ဘူးကျမမအားလို့မအားလို့ဆိုတာဟိုတော်မြအချင်းပြောချင်တယ်လို့ပြောမှာပေါ့နော်ဟိုမျက်နာငုံပြီးသွားပြန်ရင်လည်းမျက်နာငုံပြီးသွားပြန်ရင်လည်း तू ကတနာအောင်တမင်လုံနေရတာဘလို့နေနေပြောမလို့ဘူးလေနော်ကိုကိုကိုပုံမှန်အတိုင်းလေးပဲနေပြန်ရင်ရောအဲအောက်ခြေလွတ်တာလားမာနာကြီးရတာဟိုလိုဆိုတော့မြမဒိုင်းလေးပဲနေလိုက်တော့တယ်ဘသူ့ကိုမှတိတ်ပြီးတော့ ပြစ်လည်းမတင်ဘူးအဲဂျေဆုလည်းမတင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့အခုကလည်းအဲဒီလိုပါပဲဒီအဆိုကတတလုံးဆိုနေမှာဆိုတော့လေဟိုတခြားအလုပ်တွေဒါညီမအိမ်မက်အရာလုပ်မဲ့အရာတွေဒါတခါနှစ်ခါလောက်ပဲလုံပါပဲဆိုတော့အဆိုတော့လောက်ကညီမအသက်80လောက်နေရမှာ50ထိနေရမှာအဲတည်တဲ့နေ့ထိလုံမှာအမမကောင်းတာလုံးရင်မကောင်းတာဖြစ်တယ်ကောင်းတာလုံးရင်ကောင်းတာဖြစ်တယ်ဘသူတွေဘာပြောပြောနော်အဲ့လိုဆိုတော့ ဘသူတွေဘာပြောပြောကိုကမှန်တာလုပ်နေသေးရကိုစီမှန်တာတွေပဲလာမှာညီမသာမကောင်းတာလုပ်နေဒီချိန်ညီမဒီလိုမျိုးတောင်မတည့်ရလို့ရမနေပင်ရဲ့အလို့ဆိုတာထဲဒါမမေ့ရဲ့စိတ်ချမ်းသာမှုပေါ့နော်ကိုကိုတိုင်းကလည်းမျိုးရိုးရှိတာပေါ့အဲ့လို့ဆိုတော့ဟိုးတော့နဲ့ကပပေးနာမည်တစ်ခုထားခဲ့တဲ့အရာဆိုတော့ဒီဆိုင်ကထွက်နေရတာဒါကပပေးရဲ့ဆိုင်ရောအမွေဆက်ခံဝင်မရပါပဲညီမတို့ဘက်ကညီမတို့ကြာကျေးဇူးရှင်တွေပတ်မိုးပေးလို့မြောက်စားပေးလို့ဆိုင်တစ်ခုထောင်နိုင်ခဲ့တယ်ပေါ့နော် အဲ့ဒီဥစ္စာကိုပဲဆက်ပြီးလုပ်နေတာဆိုတော့ဖဖေးရဲ့သမီးဆိုတာဖြစ်တာလည်းတခြားခုနောက်ပိုင်းညီမကိုရန်လည်းစူးစားလာတော့ကိုနံမလေးနဲ့ကိုအထိုင်လျောက်ရှိလာတာလေးရောအဲ့လိုဆိုဆိုင်းပွဲတွေကြက်နေတာဒီရှေ့လျှောက်ဆယ်လပိုင်းကုန်၁၇လပိုင်းလောက်ဆိုရင်ညီမအိမ်မကက်ရတော့အဲ့တော့ဆိုင်းပွဲမဟုတ်ဘူးလို့ဖပြပွဲလေးတွေရအဆူပွဲလေးတွေရပေါ့ဟုတ်ညီမအနုပညာနဲ့ဆက်ဆက်တဲ့အရာတွေတော့လက်ခံပြီးလုပ်ဖြစ်တယ်ညီမက စတင်ကိုနဲ့အစီအမြင်မဲ့အရာပေါ့နော်ဒီအရာကြီးပြီးပညာနဲ့ဆက်သက်တာဆိုအကုန်လုပ်တယ်ဒီပညာနဲ့ဆက်သက်တာမရှိဘူးတခြားအရာတွေလာကမ်းလိုက်ရင်ညမပတ်ဆိုင်ရလည်းမလုပ်ဘူးကျွန်တော်ကစကားတစ်ခုတောင်းမှမယူနိုင်မဲ့မပြောဘူးအနောက်ပြီးတော့စကားတစ်ခုစိတ်ထဲမှာပါပဲမပြောဘူးနောက်ပြီးတော့ကိုမလုပ်ပေးနိုင်တာမလုပ်ပေးနိုင်တဲ့အရာဆိုရင်လည်းခရီးပထမမပေးဘူးလူကြီးတွေများပါတယ်လူငယ်တွေမရှိဘူးအားကြောင့်မို့လဲကိုရဲ့ fan ထဲမှာလူငယ်ရှားလို့ဆဲတဲ့လူများတာပေါ့နော်လူကြီးတွေကမဆဲဘူးလေအဲဆဲလဲတွတ်တူတခြားအပြင်ရပါတော့ဘာလို့ဆိုတော့ တော်တော်များများကတော့သူတို့လုတ်သူတို့လုတ်နေကြတာများပါတယ်ကျမလည်းကျမလုတ်ကျမလုတ်နေရဆိုတော့လေဒါသူတို့လည်းမျက်စိစပင်ဝေးဆူးစရာဖြစ်တော့ပြောတာနေမှာပါကိုယ့်ရဲ့ဖန်နေကြတဲ့လူကြီးတွေများတဲ့အခါကျတော့အဲတမီးလေးလုတ်ဆက်ရှိရဆက်လုတ်တော့ပါပဲလူကြီးရဲ့ကုန်းမတကြောင်ရေးထားလို့ဖတ်လိုက်တရားအခွင့်တခွင့်နားထောင်လိုက်ရတယ်လို့ပဲကိုအရန်ချစ်ကြလေကိုလည်းအဲ့ဒါဖတ်လိုက်ရင်စိတ်အေးချမ်းသွားရောအဲဒီတဲတဲလုတ်ပန်ဒရာတခြင်းလေးမကြခင်ထွက်ပါမယ်အောက်တိုဘာပထမပတ်လောက်ပေါ့နော်အဲ့တော့မကြခင်ထွက်ပါမယ်ရှင်အားလုံးအားပေးပါအောင်လို့ပြောဆိုပါတယ်